ကျွန်တော်မှကောင်းတဲ့ထဲကမကောင်းတာပါတော့ကြီးစားထားလို့မရဘူးကြီးစားထားရင်ညနေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်မပေးနိုင်တော့ဘော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကော်မလီတယောက်တွေ့ထားရပြတက္ကသိုလ်ရောက်စားရတွေ့သူကလှပါလှပါ သူကလှတာလေးပို့ပြီးတော့ရှင်ပါလေရှင်နာလေးပို့ပြီးတော့ရှက်တတ်တယ်အရင်ရှက်တတ်တာကျွန်တော်လည်းကိုကိုရံကတော့ပြန်ပြန်꽌ပါတရားမလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျတယ်ဟုတ်မိန်းမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူး မလီလှပါရဲ့ပြန်ပြန်ကို꽌လို့ကြောက်တယ်ကြောက်တယ်သူသူမချစ်ရဲ့အဲ့မင်းကလေးရှက်တက်လိုက်တာဘလို့မြန်ရှက်တက်သတုံးလမ်းလျှောက်ရင်စားစုံးနဲ့ညီတယ်လှုပ်လှဲ့လှုပ်လီပြီးခီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်ငါလွန့်ငါသွား။ဟောမရလို့ပြောလိုက်ဦး။မုံရွာသူ။ သူသိဆက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလို့ဆက်တတ်တော့တက္ကသိုလ်သက်တမ်းလေးနဲ့မှနှစ်ခါမှောက်လေတယ်လဲမှာပေါ့သူ class school လို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစာအုပ်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါညူးပြမိန်းကလေးတွေအစာအုပ်လေးလိုပိုက်ပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသူလာတာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ရအဲ့ဒါကိုစောင့်ကြည့်တော့လာပြီး အများကြီးခြိလန်းမုံကိုကြည့်နော်ကြည်မှန်းသိတော့သူခင်ဗျာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတဲ့ကြတိုင်းကျွန်တော်ကစိတ်မကောင်းတနာကိုနဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ပေါ်လုံးကန်ရင်နဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ခု55ရက်ပြည့် ဟောလီဘောပြန်ရိုက်ထက်ကွယ်သွားခြေုံပြန်ရောက်ခြံဝကုတတိယအချိန်ပြန်ကွယ်တော့ခြံဝပြောတယ်နောက်တစ်ခါလာရင်ဒူကောင်ဖြတ်ပြင်းမယ်အဲ့တော့မကစားတော့ပါဘူးဘောလုံးလက်ရွေးစင်ဗောလီဘောလက်ရွေးစင်အော်တူပြုတ်သွားပြုတ်သွားဟိုးဆိုးရအကောင်းကဟန်ကြပြန်ပြီဂျီစာထားလို့ရပြီ ကျွန်တော်မိန်းကလေးနဲ့တွေ့တဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းပါမလေးရှက်လို့တော့သေသွားဦးမယ်ပြောပြောခိုင်းလို့မရဆန်းနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မင်းနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3လို့လွဲတာနော်1 2 3တိပြီသူခန်းအဲ့ဒါသူသူခန်းလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရေးရတယ်ကျွန်တော်နေတာရွှေပြေးဆောင် ီဘက်ကသစ္စာဆောင်ဈာထဲမှာစာစာတိုက်ရှိတယ်ကျွန်တော်စာရီရေးပြီးတော့စာရဲကိုသွားထက်စာရဲကလူတွေကသစ္စာဆောင်ဖို့သုံးရကြတယ်အစာရိုက်ထုံးစံမင်းလမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံက အခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့တယ်။ကျွန်တော်တို့ကြောင်းစင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာရီတက်နင်းတာပဲ။ကျွန်တော်တကားဖွင့်သေသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေမိတစ်သက်လုံးဝနေနေရ။အနုစိတ်တယ်နော်အနုစိတ်။မလာပါဘူး။ချောက်ဆောင်ကြတော့ဆန်နီအဲ့လိုတကားကိုရိုးသေးဖွင့်တွေးပြီ။ဟာ ကြည့်လိုက်ဟုတ်လောက်တယ်။ဘာလို့လဲဒီစိတ်တုံးကတက်ကဆိုတူတက်ကဆိုထူထားတယ်။သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်တယ်။တချောင်းနေပဲအရေတွက်အိစမရှိပါဘူး။အရေချင်းရေးကြည့်ပါကြည့်လိုက်တယ်။လုံးဝမဖြစ်နိုင်ပါဘူးရှင်။အော်ရုံးစာရေးတာကြလို့လုံးဝပါသေး မဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့တနာရလက်သူလူရဲ့ကျုံမြဘယ်လျှော့မလဲထက်ရေနောက်ထပ်6ဆောင်ရေတော့တကားဖွင့်မှာစာရဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ချောင်းအာဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတယ် သိဆွဲကောင်းတာပဲရှင်းရဲ့조사မှုကိုကျမလေးလေးစားစားတံပိုးထားပါလေတရားမလို့ရှင်းကိုပြန်ချက်နိုင်ဖို့ကျမ조사ပါလေဒါပေမဲ့ကျမနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလည်းလုံးဝပါသေးပူဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့ပေးပြီ တော်ပြကျွန်တော်မစော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ចောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုငိုချားစီတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်းလို့ခြင်းနဲ့ဖြည့်ပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်သို့တော့ညမရှက်တယ်ဘုသူ့ကမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းနေလဲမပြောပါနဲ့ ကျမနဲ့အเจ้าမှာတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လဲမခေါ်ပါနဲ့ပြောလဲမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိအောင်ရမှာမဟုတ်ဘူးဒါတော့ဆက်တတ်တာ ိုင်နေညာအဲ့လိုလာပြောကျွန်တော်ဒီကောပြန်ပြောခြင်းရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားခြင်းနဲ့ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဓမ္မအဲ့ဒီမပြောရတာရက်လည်းပြောတယ်ဗျာကျွန်တော်ကိုယ့်ရင်ထဲမှာရိတ်ပြောနေရတာပေါ့ဒီတိုင်းမဲ့နေရပါလေနှုတ်လည်းမဆက်ရပါဘူးဘယ်လိုညီမလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့အခါကျတော့အော်နောက်ဆုံးနေ့ရောက်ပြီငါတို့ကွယ်ခွက်ခွာရတော့မယ် ူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သူမျိုးအကြောင်းရှိဟိုတက်ကြီးမှငငယ်ကကလေးကလားတွေပြန်ပြောခြင်းလို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဘလန်တိုင်းဒေးချက်သူများနေ့အချက်ဆိုတာဘာလို့ဆိုတာပြောခြင်းပြောခြင်းဒီနေ့ ယမတ်တဏှာတွေကိုချစ်ထင်နေကြတယ်အဲ့ယမတ်တဏှာတွေကတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝပေါ်ကောင်းပြီဖြစ်တယ်ပိတ်ကြည့်ချင်အဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချစ်ကိုသေးသေးသိမ့်မမှတ်ယူတင်ဘူးပြောချင်တယ်ဒီတော့ ျွန်တော်သူ့ကိုခွင်တောင်းတယ်။တနေ့လောက်တွေ့ချင်ပါလေ။စာလေးပြန်လိုက်။ဒီခါတနေ့နဲ့မနေနေမနဲ့ငားနိုင်။တစ္ဆာဆောင်နောက်ဖက်ပောက်ကလာဆောင်မှာ။ဘယ်သူမှမတွေ့ခင်တက်ကသူတွေကထွက်ကြမယ်။ရှက်လို့။ရတယ်ကျွန်တော်အိမ်နေမနဲ့က၃နာရီရေထချိုးနေပါလေ။အေးမိသေးရင်လည်းသေပါသေးတော့ လေးနာရီစင်းသင့်ဖြစ်ပြီသွားပြီလေးနာရီကိုသစ္စာဆုံးတော့ဘက်ကပေါက်ရောက်ပုခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9နာရီတိထွက်လာတယ်ဘုလှလိုက်တာကြည်နူးလိုက်တာနှမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်ပြီးလာနေမကြည့်ချင်နေပါစေလာနေပြီးတော့ ကျွန်တော်လည်းမထပါဘူးငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့နဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်တော့ဘောကျွန်တော်သိတာပဲကျွန်တော်မတတ်ထားပြီသူပြင်းလာလိုက်ပါတခုံချင်းမထိရပါမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေ ဘေးချင်းရှင်သွားနေကောင်းလိုက်အကြည့်နူးအချစ်စွာအဲ့ဒါနူးညက်တယ်ပိန်မွေ့ထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစင်းစော်ကြီးရောက်နန်းကောညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့ညောက်ညင်လဲပေါ်ရောက်သူဟိုဘက်ခုံတိုင်းကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေ နားလေပြီးမြင်းလည်းတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှမပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့နှစ်ယောက်ကဘာရီမှန်းလည်းမသိပါဘူးငင်းလည်းသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်းငင်းလည်းသမားကမြင်းကိုစကြူဆရတဲ့တရေပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးလာ ခခခခကဘာဘုံမှာအတားအယာဆုံးဂီတပဲပော့မျူစစ်ပဲတာယာလိုက်တာမြင်းလည်းသမားကကြာဖို့ကိုဝိညာဉ်ပြီးတော့မြင်းကိုရွှန်းရွှန်းနဲ့မောင်းကျွန်တော်လှမ်းကြည့်ကဘာဘုံမှာအလှဆုံးအကဟောဒီလာတာပဲဒီကြာဖို့အရင်နေကျွန်တော်မျက်စီထဲမှာကုန်းလဓမ္မပင်နဲ့နေလလေကလေးတိုက်နေတာအေးကော ဖျားကြီးနောက်မှုရောက်ရွှေကျက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မပြောဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရမင်းစောစောဆိုတော့ရှေကန်းကလူမပါဘူးစပယ်ဟာကအတွဲလေးမှန်းပြီးတော့ရှေကန်းတဲ့ရှေကန်းတဲ့အန်ကြပဲပြေးလို့ရသူရှေ့ရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ရအဲ့ဒီလည်းစကားမပြောပါဘူး ွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာကြီးရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ဆက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ပဲပြေးမကြည့်ဘူးလုံးလေးပြေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေး မဆုတ်အောင်ခွာတယ်ဆုတ်သွားတော့ဘာဖြစ်လဲမဆုတ်เสียဘူးချက်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုမစတဲ့တဲ့ကဘာပေါ်မှာအဲ့ဒီချိုးတာမရှိတော့ချိုးဆုံးမဲခဲပတ်စကူလေးသူမမြင်အောင်အိတ်ထဲထဲတင်ရအောင်မဲတရားရီလည်းညက်ပြီးတော့တင်ရအောင်ဒါရီယာအချစ်ပင်္ဂါရညတ္တဒီပါပဲ ရှုကျက်ရောက်တော့ကာမောကဆင်းတွားကြတယ်နှုတ်ပေါက်ဆိုတော့လက်ပံကြီးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယတ်တန်ကြီးကညံလို့အဲ့ဒီဇယတ်တန်ကြီးကကြည်တာဗျအရင်တော့ငါနားပူတာနားကြီးစုညံနေတာပဲကွာဇယတ်တန်ကြီးမကြိုက်ရင်စုညံနေကြိုက်တော့ကြည်တာตายาไล่แต่ตันนี่ละปันมุนนี่เลยก็ตะผุ่ๆจุย မြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးယူတယ်ပန်လို့လည်းမရပါဘူးမရချင်းနေပါစေဒါလေးသူကအမျက်တနှုံးယူတယ်ချက်သွားရေးစားတယ်ပထမအဦးဆုံးချက်သူစီကကြားရတယ်စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့ညရာတီကြီး ချွေးတွေရစို့လို့ရတယ်ရတယ်ကျွန်တော်ရေရှားပါတယ်ရေရှားတယ်ဆိုခက်ခက်ခဲမှုပေါ့ကိုဒီဒီမျက်စိကစားတာကျွန်တော်တို့ညာဒေသရွာဆက်ဝေးရင်ရေအိုးစင်တွေလေရေအိုးစင်ရှိမှာပဲတွေ့ပြီဟုတ်မတက်ကလေးမိုးလေးရေအိုးလေးကစိတ်အေးလို့သူသားပြားလေးဖုံးပမာရေမှုတ်ကလေးတင်ထားခွတ်မှုန်ရေမှုတ်ရေမှုတ်ကလည်းရေကြီးတက်တော့စိတ်ဆူ အဲ့ဒီခက်ကရေတံဘူးခင်မဟုတ်ဘူးဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဟိုမှာတွေ့တန်သူခေါ်သားရေမုတ်ကလေးနဲ့တမုတ်အပြစ်ခတ်သူပြေးပါလေနောက်ထပ်မိန်းကလေးများရဲ့မွေးရပါအမှုပညာတွေ့ရပြန်ပြီအဲ့ဒီဆက်တက်သောမိန်းကလေးကကျွန်တော်ပြေးတဲ့ဤတမုတ်တောက်တယ်တဝက်ကုံအောင်တောက်တယ် တဝက်ချန်ထားတယ်။ကျန်တဲ့တဝက်ကျွန်တော်ပြီးတယ်။ဒီပေကတော့သူ့ကိုမယုံရင် तू တောက်ပြီးကျန်တဲ့တဝက်တောက်ပါ့။ဟာပဲယုံလိမ့်မယ်။အဲ့ဒီရေတဝက်ကိုအောင်တောက်ရင်လည်းမကောက်ရေမှုတ်တော့ဝါစားခြင်းသေး။တောက်တယ်။ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တမုတ်ထက်ထက် ကျွန်တော်တဝက်တော့ကျန်တဲ့တဝက်သူ့ဘေးကျွန်တော်နောက်လိုက်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ပါညာပါစံပန်းသာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနဲ့အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတွေပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာ တသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီဟင်ကျိမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါတာလေးပါစိတ်နာလေးပါစေးထမ်းနေကညီကျွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်ကလေးစား သို့သောသားတို့သမီးတို့သတိပေးပါရဲ့သူစဉ်သမီးတို့ဒီနေ့ကာလမှာအချစ်တင်ကြတဲ့ချောကလက်တွေမရောသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွစေးတွေထည့်ထားအဲ့ဒါစားမြင်တော့ငါပါမို့လိန်စိတ်ကြွပြီဆိုပါစို့တဏီယာမှာခေါ်သွားမယ်အဲ့ဒီဒါတခုကိုခေါ်သွားမယ်အဲ့ဒီဒါတခုကိစ္စမှာလိန်ကိစ္စတွေ ဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမတဏကိစ္စပြီးသွားပြီဘာကြံလို့ဘာမှမကြံဘူးကျွန်တော်တို့ဂျေနမုတ်ကအသက်ထက်ဆုံးလွန်းနေလွန်းနေကြံနေအဲ့နောက်တော့ရွှေကျဲ့ရဲ့ရောက်သူကချမ်းသာကျွန်တော်တကယ်ရင်ပြောင်းစရင်ကောက်တယ်တလားတီးတီးပြည့်ပြီလုံကြီးနဲ့အိမ်ကြီးမထက်သေးဘူးကျွန်တော်ကဆင်းရဲတယ် အစိုးနှစ်ခဲပဲရှိစန့်ကျင်ပဲกว่าအဲ့ဒီကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝယ်လာမယ်ထင်သားပြီနေတိုင်းသူတွေ့နေမှာကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးပေါ့กว่าမိမိဘာတွေကသဘောတူပါမလားကျွန်တော်အမေသူကပြန်ပြောတယ် ူမယ်မထင်ပါဘူးအတော်အတက်เสียကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက်ကတော့မှဆရာပြန်ဖြစ်ရင်တော့သူပြောလို့အချင်းပြင်မယ်ထင်ပါလေတဲ့ဆရာဆိုတော့နိဗ္ဗာန်နိလက်ထောက်ကတိကကတိကကတိကနိထပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းဦးကြီးကျောင်းဦးကြီးဆိုဘုဒ္ဓဟန်ကြောင်းဘဝင်းတော်လဲနေဦးကျွန်တော်ကအဲ့လိုစဉ်စဉ်တက်နေ ဖြစ်ချင်တယ်ဖြစ်ရမယ်ဖြစ်ရကျွန်တော်တော်တယ်ဗျာစတော်တယ်တွေ့ကြုံမယ်တော်တယ်အေးစိတ်ချဖြစ်စရာချုံလိုက်ပါမယ်ချုံလိုက်ပါနောက်ဆုံးမြင်မြင့်တိုင်း grateful grateful ထွက်တယ်ပြတ်တော်တယ်နောက်ဆုံးနှစ်မှာကျွန်တော် great three ပါကျွန်တော်တက်ကသူမဟာဝိဇ္ဇာ7တက်မှာဆိုလိုပါ တက်ပြီးရင်လက်ကသူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ဂရိဖိုးကလွယ်လွယ်လေးမိတဲ့ဂရိဖိုးကမရလိုက်ပါမြအချင်းထွက်ပြီးသားမနဲ့နှစ်ဖြန်မနဲ့ရဇအောက်ခဏီမှမြအခါမှပြင်လိုက်ကြတယ်ကျွန်တော်တော်ရထက်တယ်အဲ့ဒီမှာဆရာဆရာမဂိုင်းနဂိုင်းကွဲနေ ိုတခိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်ကနာမည်သူတို့ချင်းချင်းရဲ့ဈာမညက်ပြီးတော့ကျွန်တော်တို့တက်ကူရောက်လာဖို့ကြေခွဲလိုက်တာဗျာဝန်းနေလိုက်တာဘဝကြီးတစ်ခုလုံးညှို့လင်းချက်တောင်းတန်းနေအိုးတဖြုတ်ဖြုတ်နေပြို့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 ကြသွားတာကုန်ပါပြီဝေဝါဘာမှခွန်အားမရှိတော့ပါဘူးဘဝကိုပလန်နင်း ေသေးချာချက်ချက်မှတ်ပြီးတော့အကောင်းဆုံးနေအကောင်းဆုံးကြိုးစားရည်မှန်းချက်ထားသားတို့သမီးတို့ကိုပြောချင်ပါတယ်မင်းတို့ well prepare ဘလောက်လုံလုံလောကမှာဒီလိုတစ်ချက်သေးဖြတ်ရိုက်ချလိုက်တာမျိုးတွေကြုံရတတ်ပါတယ်ကြုံရတော့အတိတ်ကံလို့ပြောရင်လည်းရပါတယ်ဆရာကတိုင်မှာပြောကြပါတယ်တိုင်ရင်ပမောက္ခအစား ဒုက္ခရောက်ပါလေ။အဲ့လိုလှုပ်ချင်တဲ့အထက်ပမောက္ခမပါပါဘူး။မပါတဲ့ကျွန်တော်ဆရာကြီးကစအရင်ဆုံးဒုက္ခရောက်။မလှုပ်တော့ပါ။လှုပ်တော့ပါ။အဲ့ဒီမှာသားတို့သမီးတို့ပြောချင်ပါလေ။ကျွန်တော်ချစ်သူနဲ့လေဝေးပြီပေါ့။ဝေးပြီပေါ့။တက္ကသိုလ်ဆရာဖြစ်မှအစင်းစင်းမြင့်မှမှုသူ့မိဘတွေကစဉ်းစားရုံရှိမှ။ခုလိုစဉ်းစားကြမလို့တော့ထက်တန်းပြတော့မဟုတ်ဘူး။ကျွန်တော်ရှုပ်တော့တိုင်းပညာဝင်က လူရဲ့ဂျုံဖြစ်တယ်กว่าဆိုပြီးတော့မှ February လပညာရှင်နဲ့ကုန်ငန်းနီးကျွန်တော်အလဲရန်မြတ်ဆရာခင်